တို့ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာမီဟိုရာ channel လေးကနေစေဝင်စားပွဲထူးခြားစံချင်ပြည့်မှန်ဇလံကောင်းလေးကို တင်ဆက်ပေးဖို့အချင်းကကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။ပကံညောင်းညွတ်နယ်ညောင်ကိုင်းရွာမှာမှုမှုနဲ့နှဲ့ရုပ်ကိုပါရိုက်ခဲ့လို့ဖေရှင်ကျင်းဆောင်ပြီးခဲ့တဲ့ဖေသမားတာခင်ရဲ့ဖြစ်ရလို့မြည်ရတဲ့စေဝင်စားပွဲထူးခြားစံချင် ဖြစ်မှန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာနှစိမ့်စောမင်းနဲ့ဖေရှုံချိန်ဆောင်ပြီးခဲ့တော့ဖေသမတာခင်အချိန်ကာလအဖြစ်လွန်ခဲ့သောနှစ်ပေါင်း30ကျော်တက္ကရာအဖြစ်1985ခုနှစ်ခန့်ကဖြစ်ပါတယ်နေရာဌာနကတော့ပကံညောင်မြို့နယ်ညောင်ခိုင်းရွာရဲ့ထတော်တွင် လူတယောက်မြောက်ဘက်ကို ရှေ့ရှုပြီးတော့လမ်းလျှောက်နေပါတယ်ဒုလူဟောင်းအနောက်ဘက်စီမှာဝင်လူဆဲဆဲနေမင်းကို တက်ချက်ကြည့်လိုက်တယ်အချိန်ကတော့ညနေ၄နာရီခွဲက နေဝင်လူလူအချိန်ဖြစ်ပါတယ်ထိုသူကတခြားသူမဟုတ်ညောင်ခိုင်းရွာတရွာလုံးလူကြီးကအဆောင်ကလေးဆုံးတည်တော့ဖေသမားကိုတာခင်ဖြစ်ပါတယ်ယခုကိုတာခင်ဟောင်းမြောက်ဘက်တရော်အတွင်းမှာရှိတဲ့အာတုဘတဲကို ဖေးရရန်သွားနေခြင်းဖြစ်တယ်အာတုဘရှင်ကတော့ ကိုတန်းထွန်းရဲ့မကျင်စိန်တို့လင်မယားဖြစ်ပြီးကိုလွန်းသူမောင်ကိုတန်းထွန်းရဲ့ဖခင်ဦးသိန်းလွင်ဖြစ်တယ်။ဒီနေရာမှာကိုတခင်ရဲ့အကြောင်းကိုအနေချင်းဖော်ပြရလေတော့ကိုတခင်ဟာဖဲကျိုးကပ်နေတော့ဝါရင်ဖဲသမားတို့ဖြစ်ပါတယ်။မိမနဲ့ကလေးနှစ်ယောက်ရှိတယ်။ထိုစဉ်က ကိုတခင်ရဲ့အသက်မှာအသက်40ခန်းဖြစ်ပြီးတော့တာငယ်မှာ73နှစ်ခန့်ရှိပြီးသမီးငယ်မှာ7နှစ်ခန့်ရှိပြီးဖြစ်ပါတယ်။ မိမဖြစ်သူမတင်ချစ်ကတော့ကိုတာခင်ရဲ့အောက်နှစ်နှစ်ငယ်ပါတယ်ကိုတာခင်ကိုအာတူပါအိမ်ဖေဝိုင်းချင်းဝိုင်းကြေးဝဲမြောက်မှာအမြဲတွေ့နေပါတယ်ဖေမပွေရရင်မနေနိုင်တော့ဖေသမောဝါရင်ကြီးဖြစ်တော့လေအရက်နဲ့ထရေကိုတော့အပေါင်းသင်းကောင်းမှတပတ်လျင်တစ်ချိန်လောက်သာတောက်တဲ့သူဖြစ်ပါတယ်အနီးနားရွာမြောက်မှာဝိုင်းကောင်းရင်လေဖေရိုက်ထွက်လေးရှိလို့ညောင်ကိုင်းရွာကဖေသမောကိုတာခင်ဆိုရင်လူတိုင်းကသိကြပါတယ် ဖေလောင်းကစားကိုစွစွမြေမြေကြိုက်နေတဲ့တော့လေအရင်နဲ့ထီးကိုတော့တခါတည်းရင်မြတ်သားတောက်တဲ့ကုသခင်ကိုမိမဖြစ်သူမတ်တင်ချက်ကအလွင့်ကိုချက်ပါလေယောက်ျားဆိုသည်မောင်အပြည့်အနာစာတစ်ခုခုတော့ရှိတဲ့စမြေပဲဖြစ်ပါလေကတောတောရှောင်းလန်းလာတော့ကုသခင်ရဲ့ရှေးမောင်တေဝင်းတဝင်းရှိနေပါလေအဲ့ဒီတေဝင်းကတော့ကိုအောင်မိုးနဲ့ကုသောညွန့်တို့ညီကိုရဲ့တေဝင်းဖြစ်တယ်အာတိဘတေကိုရောက်ရင်တော့ဒီတေဝင်းကိုကြိုရအောင်မှာဖြစ်ပါတယ် ပြီးရင်တရွတ်လုံးရဲ့တောက်ရေကန်ဖြစ်တော့ကြာရင်ကြီးကန်ကိုကြောပြီးတော့မှရောက်မှဖြစ်တယ်။ကိုတောက်ခင်အဲ့ဒီဒဲနီကိုရောက်တဲ့ခါမှာတဲရှိမြေပြင်မှာထန်းချိုးဖြာများပေါ်၌ထရေတောက်နေသောကိုအောင်မိုးနဲ့ကိုတောင်းညွန့်တို့ညီကိုကိုတွေ့လေရတယ်။ကိုတောင်းညွန့်ကကိုတောက်ခင်ကိုမြင်သွားပြီးလှမ်းပြီးတော့နှုတ်ဆက်လိုက်တယ်။ဟာပြောကိုတောက်ခင်အာသူဘအိမ်သွားမလို့လားဗျ။ဟုတ်ပါကိုတောင်းညွန့်ရာထုံးစံတိုင်းပေါ့ဗျာ။ လာပါဦးကုသခင်ရတခွက်တဖလားတော့ဝင်ပြီးမော့သွားသမ်းပါဦးဗျာခမရနဲ့မတော့တော့ပါဘူးဗျာတော့ကြကြုတ်ဝင်တော့နေလို့ခမရတို့ထရေမောပဲဖြစ်နေပါဦးမယ်လာသမ်းပါကုသခင်ရထရေတရအများကြီးရှိပါသေးတယ်ဗျာလာသမ်းပါဗျာကိုယ်မိုးကပါဝင်ပြီးခေါ်နေတာကြောင့်ကုသခင်ကမငင်းတော့တော့ပဲတင်းဝိုင်းထဲမှာဝင်ပြီးတော့ထိုင်လဲရပါတယ်ရော့တော့ကုသခင်ဒီမှာအမီးကိုလည်းကြည့်ပါဦး မဲကြောက်ကြောရဲပေးလို့ရင်ဒီမှာလက်ဖက်တော်စပါကုတောင်းကျင်းကထီတစ်ခွက်ငှက်ပြီးပြီးအမီးပကံများကို သူ့ရဲ့ရှိကိုတိုးပေးပါတယ်ကုတောင်းခင်ဟောဖေတမဆိုတော့လေစိတ်တဘောတော်ကောင်းမယ်လို့လူချစ်လူခင်ပေါ်များတယ်ကုတောင်းခင်ကထီရီကိုတငုံမြပေါ်လိုက်ပြီး အမဲကြောတစ်ဖက်ကိုမြုံလိုက်ပါတယ်တန်းတဲ့ကုတောင်းခင်ဖေဝိုင်းတော်မှာဆိုတော့ငွေကြီးရောပြည့်စုံရဲ့လားဗျကိုတောင်းကျင်းရဲ့မိကို ကုသခင်ကတစ်ချက်ပြုံးပြရင်အင်းကြီးအိတ်ကက်တွင်မှ45ချက်တန်းတအုပ်ကိုထုတ်ပြလိုက်ပါလေဟောဒီမှာလေးဗျာတွေ့တယ်မလားကိုအောင်မိုးနဲ့ကိုတောင်းညွင့်အဘတရားကြီးမောလိုက်ပြီးတော့ဟဟဟုတ်ပါဗျာကိုသာခင်တို့ကတော့ဒီညာတညာလုံးဝိုင်းသိမ်းတော့မယ်ဗောကိုသာခင်ကတရေတငုံမြမောနေရင်လက်မထောင်းပြလိုက်တယ်ပြီးတော့လက်ဖက်တော်တစ်စွန်းကိုမြည်လိုက်တယ်ဖျားဘော်ကိုပြန်ကြက်လာတဲ့ကိုသာခင်ရဲ့ခွက်ကို ကိုအမိုးကထရေထက်ပြီးတော့ဖြစ်ပြီးတယ်။အာဟေးလို့တော်တော့ဗျ။ကျုပ်ကတိတ်တော့လို့မဖြစ်ဘူး။ဖေးရရအောင်မ။တောက်ဆန်းမှာကိုသားခင်ရထရေလေး၃လေးခွက်လောက်နဲ့တော့အရင်ကြီးမမှုပါဘူး။ကြုံနှုံးလေးပြုစုတာပါဗျ။ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့ကျုပ်ကတခါတည်းမှတောက်တာခမများလို့လို့အမြဲတောက်တဲ့လူမဟုတ်ဘူးဗျ။ဥရိုင်းဗျ။ကိုတောင်းကျင်းကတိတ်စိတ်မရှိတော့ဘဲမိပြုံးတစ်ချက်ပြုံးပြီးတော့ကောင်းကိုခါခါ ဟာဟာမရဘူးမရဘူးဒီတမျိုးတော့ခမရကိုအောင်ဖြတ်သွားဗျာတမျိုးလေးပါယော့အမီးများများစားအမှုပြေတာပေါ့နောက်ဆုံးကိုတော်ခင်ဟောင်းထရေတမျိုးကိုအောင်တောက်ပြလိုက်ရတယ်ထပ်ပြီးတိုင်နေလို့မနေညင်းပြီးတော့နှုတ်ဆက်ကထွက်လာခဲ့တယ်ကိုတော်ညွန့်နဲ့ကိုအောင်မိုးကဖဲနိုင်ပါသေးလို့ဆုတောင်းကကြည်ရခဲ့ပါတယ်အချိန်က9နာရီကျော်လို့နေမင်းကအနောက်ခေါ်ရကျွတ်မှာမိတင်နေပြီဖြစ်ပါတယ် ကိုသခင်ကကိုအောင်မိုးတို့ဒေဝိုင်းကိုကြော်လာတော့ရှေ့မှာကြာရင်ကြီးကဒီကံကိုကြော်တဲ့ခါမှာအတုပါတေကိုရောက်ပြီးကိုသခင်ကကံမမိုးကိုတက်ခဲ့ပါလေတရေတကိုကြောင့်နောက်ကိုနည်းနည်းလန်တတန်ဖြစ်နေတာကလွဲလို့အရန်ကြီးရုံမပြတ်ပါအရန်မူးခြင်းနဲ့တရေမူးခြင်းကမတူအရန်မူးရင်ရှေ့ကိုငှက်ပြီးတရေမူးရင်တော့နောက်ကိုလန်ပါတယ်ဘာကြောင့်မှန်းတော့မသိကံပေါင်းတိုင်းရှောက်လိုက်ရင် ကံမောင်တော့ကိုရောက်တဲ့ခါမှာရှင်မကံဆောင်နဲ့ဖြစ်တော့နတ်စောမေရဲ့နှက်ကွင်းကကြိုဆိုနေပါတယ်ဒီနေ့မှာနတ်စောမေအကြောင်းကိုတင်ပြရပါအောင်မေပကံကြောင်မျိုးနဲ့ညောင်ခိုင်းရွာရဲ့တောက်ရေကံဖြစ်တော့ကြိုင်ကြီးကံကိုနတ်စောမေစောင့်ရှောက်တယ်လို့ဘိုးဘောဆင်ဆက်ယုံကြည်ခဲ့ကြပြီးနှစ်စဉ်ပူဇော်ပတ်တော်ပွဲပြုလုပ်လေရှိပါတယ်နတ်စောမေဟာကြိုင်ကြီးကံမှာပကံခိကလေးကအဆောင်ဖြစ်ခဲ့တယ်လို့ ပူပွားဆင်းဆက်ပတ်သက်ရသဝင်ရှိခဲ့ပါတယ်။ပကံခိလို့ဆိုတော့လေမြင့်တိမင်းလက်ထက်လို့အတိကြတော့မသိပါဘူး။အတိရသဝင်ကတော့နက်စောမီလို့ခေါ်တဲ့မဆောမီဟောင်းထိုးစင်ခေါင်လူရသည်ရဲ့ဒီနေ့မှာတငယ်ချင်းမင်းကလေး၃ယောက်နဲ့စုစုပေါင်း၄ယောက်ပကံကိုဖျက်ဖို့ထွက်ခဲ့ကြပါတယ်။နက်စောမီကိုပူပွားသူ ဆိုပြီးတော့လေတချို့ကဆိုကြရအောင်။ထိုးစင်ကပူပွားမှာပကံကိုဖျက်ဖို့ထွက်ပုံရပါတယ်။ ဖရာဘုမပြတ်မောင်းညောင်ကိုင်းယွန်းနေကျန်ရင်ကြီးကနာကိုရောက်တဲ့ခါမောင်းရေစာနေပြီဖြစ်ကြတော့မဆော်မီနဲ့တငယ်ချင်းများကရေတောက်ရန်လုံကကျန်ရင်ကြီးကံကို ထွက်လာခဲ့တယ်အချိန်မှနွေရသည်ဖြစ်လို့ကံမရေခန့်နေပြီကံရဲ့အောက်ခြေမြေသားများပတ်ကြအနေကြပြီဒါကြောင့်ကံအောက်ကလက်ကြံရေရရန်တို့ကံရဲ့နေမှာရှိတဲ့ဒေသခံများကကံလင်မှာ တွင်နဲ့တွင်သုံးတွင်ခန့်တူထားပါတယ်တွင်များမှာ အချင်း9ပေးရှစ်ပေးခန့်ကျဲပြီးတော့လူ၂ရက်ခန့်နှက်ပြီးတော့ထုတ်တွင်းလို့ခေါ်တယ်။အဲ့ဒီတွင်းများရဲ့အောက်ချင်မှာအိုင်ထွင်းနေတော့ရေကြီးကြီးကိုခွက်ငယ်နဲ့အနေမထောင်အောင်သတိနဲ့ခတ်ပြီးရေအိုးမှာထည့်ရွားတယ်။ခက်လွန်းလို့ရေခန့်သွားရင်ခဏဆောင်းရပြီးတော့မကြခင်ရေများစိမ့်ထွက်လာကရေအိုင်လေးဖြစ်သွားပြန်တယ်။ထို့ကောင်ထပ်ပြီးတော့ခက်ခါရေအိုးရေပြီးတဲ့ခါမှာတောက်ရေဖြစ်တေးရှိရကိုတေဆောင်အသုံးပြုရွားပါတယ်။ တခါတည်းမှာသွားရင်လာရင် ရေဆောက်ရင်တွင်းနေဆင်းပြီးတော့ရေအငင်းမှရေကိုလက်ခုပ်နဲ့ခတ်တော့ခါလူရခီးကို စက်ကြပါလေယခုလည်းမဆုံးမီတဲ့တငယ်ချင်းများ ရေတောက်ရံအတွက် ရေခန်းနေသောကံလေကိုဆင်ခဲ့ကြပါလေကံရဲ့လက်မှာထုတ်တွင်းတုံတွင်းရှိတယ်တွင်းမြရဲ့အောက်ခြေကိုကြည့်လို့ရေအများဆုံးထွက်တဲ့တွင်းစီကိုတယောက်တစ်လက်စီးဆင်းလို့ရေတောက်ကြပါလေတွင်းရဲ့အောက်ခြေကို လူဆင်းလို့ရအောင်တွင်းနိုင်ရန်မြေသားများကိုလှေကားတဲ့တဲ့ဖွဲ့ တွင်းရဲ့အောက်ခြေထိပြုတ်လုထားတယ်။လူရဲ့နှစ်ရက်ခန့်နဲ့တဖြင့်ပြုတ်မကြသေးရန်တတိနဲ့ပြင်းပြင်းစွာဆင်ရပါတယ်။အားလုံးရေတောက်ပြီးတဲ့ခါမှာနောက်ဆုံးအလှည့်ကျတဲ့သူမှာမဆောမေဖြစ်တယ်။မဆောမေတွင်းအောက်ကိုရောက်လို့ရေတောက်နေတယ်မှာပဲတွင်းကပြိုကျလာခဲ့ပါတယ်။မဆောမေရဲ့တကူလုံးတွင်းနေရမြေသားများရဲ့အောက်နှိမ့်မြုပ်သွားခဲ့တယ်။တွင်းနောက်ခံမှာကြံ့ရဲခဲ့တော့မိန်းကလေးတို့ကမဆောမေပေါ်မှာပြင်းနေတော့ မြေဆိုင်မြေခဲမြတ်ကိုကျူးစားပြီးတော့ဖေရှားကြတယ်မိမသားများဖြစ်နေလို့ထင်းတလောက်ခီးမပေါက်တဲ့ခါမှာအနီးပေါင်းမှာရှိတဲ့ထထေးမြတ်ကိုတွတ်ရောက်အကူကြီးတောင်းကြတဲ့ခါမှာယောက်ျားသားများလိုက်လာကြပြီးတော့တွင်းကိုအလင်းမြန်ဖော်ကြတယ်မောင်စောမေကိုတွင်းမော်ကိုတဲထုံနိုင်တဲ့ချိန်မှာအသက်မရှိတော့ပါမောင်စောမေကတော့တွင်းပြည်ကျတဲ့နဲ့အသက်ရှူမရဖြစ်ခါသိဆုံးသွားကြရပါပြီတွေ့ကြတဲ့မောင်စောမေသိဆုံးမှုဖြစ်ပြီး ညာချင်းရောက်တဲ့ခါမှာကျန်ရင်ကြီးကံကိုပိုင်းတဲ့ညောင်ခဲရွာရဲ့တကြီးကိုမဆိုးမီကအိမ်မက်ပေးတယ်လို့ဆိုပါတယ်အိမ်မက်ထဲမှာမဆိုးမီကသူဟောဒီကျန်ရင်ကြီးကံရဲ့ကံဆောင်နဲ့ဖြစ်သွားလို့ကံပေါ်ပေါ်မှာနှစ်ကွင်းဆောက်ပြန်ဒီမောက်ကိုနှစ်စဉ်ပူဇော်ပါတာဘာကမိုးရသည်မောင်မိုးဘလောက်ပဲနေနေကံရည်ပြည့်အောင်ဆောင်မလို့ညောင်ခဲရွာအတွက်တော်သုံးရရစီရမယ်ဆိုပြီးအိမ်မက်ပေးခဲ့တယ်လို့ဆိုပါတယ်ထိုချိန်မှစလို့ မောင်စောမေကိုကန်စောင်းနဲ့နတ်စောမေဆိုပြီး ကံပေါပေါင်းနတ်ကွင်းတိဆောက်လို့ကိုကိုွယ်ခဲ့ဒီမှာယနေ့ထိတိုင်ဖြစ်ပါလေယခုကိုတော်ခင်ရဲ့ကြောင့်ကိုဆက်အမဲဆိုရင်တော့ဖရင်မူလာတဲ့ကိုတော်ခင်ကနတ်စောမေရဲ့နတ်ကွင်းဤကိုရောက်ရှိလာခဲ့တယ်နတ်စောမေရဲ့ရုပ်ထုမှာလူစင်စစ်ရဲ့အယံပေါင်းတိုင်းလေယာမြောက်စွာထုလုပ်ထားပြီး အင်္ဂဒီအကောင်သွန်မိုးနဲ့အခိုင်မာတိဆောက်ထားခြင်းဖြစ်ပါလေနတ်ရုပ်ကို အဝိဇ္ဇာအစင်များခြုံလွှမ်းပေးထားပြီးအယောက်မှာအနီးဝန်းဆက်ဖြစ်ပြီးတော့ပကံခိအယတုဝိဇ္ဇာပုံစံဖြစ်ပါလေ။နတ်ဆုံးမေတ္တိဆုံးခြင်းကအနီးယောင်ဝန်းဆက်ဝစ်စင်ထားတယ်လို့ရှေးလူများကဆိုထားလို့ဖြစ်ပါလေ။နေယုရဲ့ရှိခုံမမောင်ပူဇော်ပတ်သားထားသော အုံပွဲငပြောဝဲတချို့နဲ့အမွေးတိုင်းဖျောင်းတိုင်းတချို့ရှိနေပါလေ။ကိုသခင်ဟောင်းနေယုရဲ့ရှိမရက်လို့ခက်ငေါငေါကြည်လိုက်တယ်။ကိုသခင်ကတော်သူတောင်းသားဖြစ်တော်လေ နှက်ကိုးကွယ်မှုကိုအယုံကြည်မရှိပါဘူး။လောင်ကစားသမားဖြစ်တော်လေဘာသာရေးကန့်ရှင်းမှု အနှင်းငယ်တော်ရှိတယ်။ရောမသားရေးနိုင်ရေးမြတ်၌ကုညီတတ်သူဖြစ်ပြီးနှက်ကိုးကွယ်မှုကိုအတိတ်ပဲမရှိဘူးလို့ယူဆထားသူဖြစ်ပါတယ်။အခုထီရေကလည်းမူလာလို့စိတ်ကလည်းရဲနေပါတယ်။ရှေ့မှာလည်းနက်စောမေရဲ့ရုပ်တုကအစင်တင်ရှိနေပြန်နေ။နက်ရုပ်ကိုသူတို့ခုခုလုံးမယ်လို့ဆုံးဖြတ်လိုက်တယ်။ဘေဘီဝဲရကိုအငယ်ခတ်လိုက်တယ်။ ဒီနေရာမှာသူကလွဲလို့ဘယ်သူမှမရှိသူနဲ့ရုပ်ကို မတော်တရားလို့တော့ကိုဘယ်သူမှမြင်လို့မဖြစ်ပါမျက်စုံးမိက နေနေရရမဟုတ်တရားလုံးကယုံကြည်ကိုခွင့်နေတော့ကန့်ဆောင်တယ်တခါတည်းရင်ယွမ်းနေချုပ်ဆက်ကတော့လှရောက်ပူဇော်ပတ်တာကြပါသေးတယ်ဒုတိယကတော့နေရုပ်ကို မတော်မတည့်လို့တော့ကိုမြင်သွားလို့ရှောက်ပြောရင်တရားလုံးရဲ့ရန်သူဖြစ်တော်မှာဖြစ်ပါတယ်ကိုသခင်က နဲ့ဆိုမေယုတ်တုကိုမန်ပေါ်ပေါ်ကြည့်တော့၆ကက်ကက်ကြီးတဲ့နဲ့စကားဆက်လိုက်တယ်ဒီမှာနဲ့ဆိုမေငါကိုသိလားသာခင်လေးကွာညောင်ခိုင်းရွာရဲ့ဖေသမားသာခင်ဆိုတာငါပဲကွာနာမည်ကြီးလေသိတယ်မလားနင့်ကိုဆိုလူတွေကအရန်ကိုကြောက်ကြတာကိုဟာအဲဒါပေမဲ့ငါတော့အဲ့ဒီထဲမှာမပါဘူးနော်လုံးဝမပါဘူးဟဲ့ဟဲ့ ုသားခင်ကပြောပြောဆိုဆိုနဲ့အိတ်ကထဲမှာ55ကျက်တန်တူကိုဆွဲထုတ်ပြီးလေထဲမှာရမ်းပြလိုက်ပြီးရှောင်းလေးအောင်လေးတန်းကြီးနဲ့ဟေးမှာတွေ့လာပတ်စံလေးငါခုအတဘအိမ်မှာဖဲသွားရမယ်လို့သူကတည်းကပြောပြီးကိုသားခင်ကနေရရဲ့ပေါင်းတစ်ဖက်ကိုပတ်စံအုံနဲ့ဘေးပြန်ညာပြန်ကကြံကြံသုံးလေးကလောက်ရိုက်လိုက်ပါလေတွေ့တယ်မလားနေငါပရရဲတယ်နော် တော့ချားလူတွေနဲ့ငါနဲ့မတူဘူးလို့အဲ့တော့ငါပြောမယ်နားထောင်ငါခုဖဲသွားရိုက်မယ်လို့အဲ့ဒါဖဲနိုင်အောင်နင်းလောက်ပြီအေးဖဲရှုံလာလို့ဟာနင်းရဲ့နှကွင်းကို ဖြတ်စည်းပြင်မာတော့ဟာမက်လေတာခင်းတဲ့ဟာဖဲသမားတာခင်းတဲ့အေးဒါပဲသွားပြီကိုတာခင်းကထိုးခဲ့သူပြောပြီးနှကွင်းရဲ့ရှေ့မှာထွက်ခါကံမောမောမစင်ငယ်ပါတယ်စိတ်ထဲမှာနှရုပ်ကို ပြုတ်ခဲ့ စုခဲ့သမျှ လောက်ခဲ့တဲ့မြတ်တွေကိုအလွန်ကျင့်နေနေမိတယ်တကယ်တမ်းမကိုသောခင်ဟာနတ်ကိုကမှုကမယုံကြည်တော့လေနတ်မြတ်ကိုစောကားဘူးခြင်းတော့မရှိပါထရေမူးနေလို့တော့လုံရဲခြင်းဖြစ်တယ်ကိုသောခင်ကံရဲ့မြောက်ဘက်မှာရှိတဲ့အာတုဘတဲ့ကိုခက်တော်တော်ရှောက်လာခဲ့တယ်အာတုဘတဲ့နောက်ကိုရောက်တော့နဆုံးမရဲ့ကိစ္စကိုမိသွားပြီးဖေရရန်တော့စိတ်ဆော့နေပါတယ်တေရှိကိုရောက်တဲ့ခါမှာအလောင်းထက်တာတဲ့အခေါင်းကို တဲရှိစင်ပေါ်မှာတင်ပြီးတော့ပြင်ထားတာကိုတွေ့ရပါတယ်။အချင်းကနေဝင်သွားပြီးဖြစ်လို့အမောင်းဝင်လာခဲ့ပါပြီ။တေဘောကိုရောက်တော့အာတဘာရှင်ဖြစ်သောကိုတန်းထွင်းကခရီးဥချုပ်ပြူပါတယ်။ဟာကိုတခင်လာဗျာဝိုင်းစားဖို့ကလူမဆုံသေးဘူးဗျ။ညာရှင်းနိုင်လောက်မှ လူဆုံးမှထင်နေ။ဆောင်းရင်းနဲ့စကားပြောကြတာပေါ့ဗျာလာထိုင်ဦး။တေအတွင်းမှာရထဲရွာထဲမှာလူကြီးတချို့ ထကြောဖျောက်ပေါ်မှာလက်ဖက်စိုင်းနဲ့စကားပြောနေတာကိုတွေ့ရပါတယ်။အာတဘကိစ္စကုညီယံကလာသားတချို့နဲ့မင်းကလေးတချို့ကိုလည်းတွေ့ရတယ်။ကိုတခင်ကလူကြီးအုပ်စုနဲ့ခက်ကွက်ကွာမှရှိတဲ့ဖျားတစ်ချက်ပေါ်မှာထိုင်ချလိုက်တယ်။ဒုကာကိုတန်းထွင်းကကိုတခင်ကိုတစ်ချက်ကဲခရင်နဲ့ဟာကိုတခင်ခမရတောက်လာရတဲ့လူတွေနော်။အေးဗျာကိုအောင်မိုးတို့ညီကိုပေါ့ထရေတွေတက်လိုက်လို့ဗျာ။ ဖေးရိုက်မှာမို့လို့ဘာပြောလဲမရပါဘူးဗျာအတင်းတိတ်တာနဲ့ဓမြူကုံအောင်တောက်ခရရတယ်ဟာခမင်းကတော့ဖြည့်ရမယ်ကဲဒါဆိုရင်မူးပြေတော့အိတ်လိုက်ပါလားညာရှင်းနိုင်တော့လူဆုံးတော့ကျုံနှိုးပါမယ်ဗျအေးဗျအိတ်လိုက်မှကောင်းမယ်ထင်ပါတယ်ဒါမှမူးပြေပြီးဖေးရိုက်လို့ကောင်းမှာအဲလူဆုံးရင်တော့နှိုးဗျနော်အေးပါဗျစိတ်ချပါတနေ့ခမင်းသမင်းစပြီးခဲ့ပြီလား မစားသေးပါဘူးစားလည်းမစားပါဘူးဗျာဟိုမဲ့အမီးကြီးနင်းကန်စားလာတာညလေတော့မှစားတော့မယ်ဗျာအင်းအင်းပြီးရောပြီးရောရောက်ကောင်းအေးအေးအေးကိုတော်ခင်ဟာကိုတန်းထွင်းယူလာပြီးတော့ကောင်းကိုကောင်းမှခုပြီးအညာဆောင်ပွားလေးကိုချုံလို့အိပ်ပြလိုက်တယ်အဲ့ခါနေမျက်စောမေကိုပွားရိုက်ခဲ့တာကိုတတိယမိလို့ပြုံမိပါသေးတယ်ကိုတော်ခင်တယောက် နေ့နေ့ချာချာအိပ်ပြောသွားပြီးတဲ့နောက်အိမ်မက်တစ်ခုကိုမက်ပါတယ်အိမ်မက်ထဲမှာကျန်ကြီးကန်ကြီးကိုမြင်နေရတယ်ကန်ထဲမှာ ရေးမြပြည့်ရှံနေပါတယ်အလိုပေးချာကြည့်ပြီးတော့မှကန်လင်မှာရှိတဲ့ရေးပြင်းပေါင်းပေါင်းအနည်းငယ်ဝိုင်းဆက်ဝတ်ဆင်ထားတော့မြေသမီးတယောက်ရက်ပြီးတော့မိမိကိုကြည့်နေပါလားကန်ရေးပြင်းမှာမတ်တက်ရနေတော့ထိုးမြေသမီးမှာနတ်စောမေပဲဖြစ်ကြောင်းသူတည်လိုက်ပါပြီနတ်စောမေကကိုတော်ခင်ကို အစိမ့်လိုက်ဝါစာမတက်စူရဲသောမျက်လုံးများနဲ့ကျင်နေပါတယ်ထို့နောက်အောက်ပါစကားများကိုမှန်ပြပါတဲ့ထောသားတဲ့နဲ့ပြောချလိုက်တယ်ဟဲ့ဘာခင်ဆိုတဲ့အကောင်လောင်ကစားသမားလူရှုပ်လူပွေးနင်ကငါဘောက်ကိုပတ်စံအုံနဲ့ရိုက်ပြီးတော့စော်ကားတယ်ပေါ့ငါကအပြိုကြီးစစ်စစ်ဟဲ့ငါမသိခင်ထိဘယောက်ကြရဲ့အစော်ကားကိုမှခံခဲ့ရဘူးတာမဟုတ်ဘူး ခုတော့နင်ကငါ့ကိုစော်ကားတယ်ပေါ့ငါမှအစွမ်းစားမရှိဘူးမထင်နဲ့တော့နင်ကငါအသေးလို့လိုက်တာအာသူဘအိမ်မရောက်ခင်လမ်းမှာနင်တခုခုဖြစ်ပြီးတော့သေရမှာအခုနင်ကမသေဘူးအဲ့ဒါဘာကြောင့်မှတ်တယ်လဲဟမ်နင်ရဲ့ရှိဘကကုတုကံအရန်ကောင်းနေလို့ပဲအဲ့တော့ငါလဲငါနေတော့ပြန်ပြီးတော့လောကမှာကျင်းနေတယ်ဟဲ့မှတ်ထားဟဲ့လောင်ကစားသမားလူရှုပ်လူပွေးဒီနေ့ရစားပြီးငါရဲ့နေထဲမှာဖေးရရင် စီစဉ်ပြုတ်အောင်ရှုံးသွားစေရမဟိနင်းဖဲနိုင်ခြင်းရင်တခြားနေမှာသွားပြီးရိုက်အဲဒါငါဆွမ်းတဲ့လောက်နစ်ကိုပြစ်တံခတ်လိုက်တာပဲကုသခင်ဟာနဇောမင်းရဲ့စကားများကိုကြားပြီးတဲ့နောက်ကျေးဇူးတစ်ဖြန်းဖြန်းထပ်ပြီးလက်နိုလာခဲ့ပါတယ်ဘေဘီဝေယဝကြီးမျိုးတော့ဖဲဝင်ဆိုင်ရန်အတွက်လူဆောင်နေပါပြီတဲတွင်နေပါတော့ဆက်နေဖို့ဗယ်ဒီမီဒီရဲ့လင်းအောင်ကထိန်းလင်းနေပါတယ်အချင်းကညာရှင်းနိုင်ခန့်ရှင်နေပါပြီကိုတန်ထွန်းက သူရဲ့နေကိုလျှောက်လာပြီးငုတ်တုတ်ထိုင်ချလိုက်တယ်။ဟာကိုတော့ခင်နိုးပြီလား။ကျုပ်တော့နိုးစရာမလိုဘူးဗျာ။ကွက်တီပဲ။အခုပဲဝိုင်းကစတော့မလို့။အာအေးဗျာစလိုက်ကြတာပေါ့။ခမရမူးရောပြေးပြီးပြီလား။ပြေးပါပြီဗျာ။ကဲခမရလူတွေကိုပြောဗျာဝိုင်းစမယ်လို့ကိုတန်ထွင်ကတေကောင်းရဲ့မှရှိတဲ့ဖဲသမားများကိုဝိုင်းစားလို့ရပြီဖြစ်ကြောင်းတွေ့ရောက်ပြောကြလိုက်ပါတယ်။ ကိုတော်ခင်ဟောင်းတဲဝမှာရှိတဲ့စင်ဝိုးစီကိုထပ်သွားလိုက်ပြီးရေခွက်နဲ့ရေခက်ကမျက်နှာတိလိုက်တယ်။အိမ်မထဲမှာနတ်ဆိုးမီးရဲ့စကားများကိုနားထဲမှာပဲ့တင်ထန်နေစေ။တဲဝမှာနေလို့ကျိုင်းကြီးကံကိုလှမ်းပြီးတော့ကြည်လိုက်တယ်။ညမောင်ကြေအောင်လာအောင်များရဲ့အောင်မောင်ကံမောင်မဲမဲကြီးကိုလှမ်းပြီးတော့မြင်နေရပါတယ်။ကိုတော်ခင်ကြိုးရိုးတစ်လျှောက်စိတ်ငြိမ်နေဖြစ်သွားကြရတယ်။တို့နောက်အတွေးများကိုကောင်းနေမှထုတ်လို့ဖေဝန်တို့ကိုဝင်ကောင်း ဖျက်ချင်းကိုစတင်လိုက်ပါတယ်။ဖဲဝင်းကအာတုဘရဲ့ပထမညဖြစ်တော့လေအရှင်ကောင်းလာတယ်။ဝိုင်းနေမှာတရားရည်သားများပါတကိတူတခြားရောမှာ ဖေသမားဝါရင်များလည်းပါတယ်။ယခုညမှာတဝိုင်းနေဆိုတော့လေနောက်ညများမှာနှစ်ဝိုင်းသုံးဝိုင်းဖြစ်တော့မှာဖြစ်ပါတယ်။ရှိုးဝိုင်းဖြစ်လို့ကြီးကလည်းကြီးတယ်။တို့တို့ဆိုရရင်တော့ညတကောင်ကြောကနေ့ထိကုသခင်သုံးလေတာနိုင်ပါသေးတယ်။ ရှုံးဝိုင်းဖြစ်လို့တချီနိုင်ရင်ငွေပုံလိုက်ရတာကမှန်တော့လေရှုံးဝဲများတာကြောင့်ပါသမြငွေမောင်းကုန်လူမတန်တကောင်းကျော်လို့နှစ်နာရီထိုးကနေတဲ့အခါမှာတော့ကုသခင်မောင်းပါသမြငွေတွေတက်တက်ဆင်ကုန်ပါပြီကုသခင်ဟောင်းဖယ်ရှုံးရင်ငွေချီးပြီးတော့ရိုက်တဲ့တဲ့အကျင့်မရှိပါတချိန်ရှုံးပြီးပါကနောက်တစ်ချိန်ပြန်ပြီးတော့ရိုက်ရင်နိုင်နာကများတယ်ဖဲကန်ခေတို့မဟုတ်နောက်နေ့ညကြောင့်တွေ့ကြသေးတာပေါ့လို့ စိတ်ထဲကနေကျင်းဝပြီးဖေဝံတွင်မှထွက်ခဲ့ပါလေအင်းရှင်ကုတန်းထွင်ကကုတခင်ကိုနှစ်သိမ့်စကားဆိုလေခုညမနိုင်တော့လေနောက်ညပေါ်ကုတခင်ရရမလဲမချင်းရိုက်ဆန်းပါလေကုမပထမညပဲရှိသေးတဲ့ဥစ္စာဗျာအေးဗျာလောင်းကစားဆိုတာကတော့အမြဲတမ်းကြီးနိုင်ခြင်းလို့ပဲရပါမလဲဒါရင်းမကြီးပါဘူးကြုတ်ပိုက်စားပြီဗျာထမင်းကျွေးစမ်းပါဦး ကျုပ်လည်းအဲ့ဒါပြောမလို့ပဲမိမရေကိုသားခင်ကြီးကိုထမင်းကျွေးပါဦးဟာတို့လူရှုံထားတယ်ဟာဟင်းလေးများများထက်ပြီးဒါမှစိတ်ကြည်သွားမှာကိုသားထွင်းကအရှင်ဖော်ရင်မိမဖြစ်သူမချင်းစိန်ကိုထမင်းပြင်ခံလိုက်ပါတယ်မချင်းစိန်ကထမင်းမောက်မောက်ထိထားတော့တန်စလုံးကိုတတဟင်းတစ်ခွက် မကြည်ရွက်ဟင်းချိုတစ်ခွက်ကိုကိုသားခင်အတွက်ပြင်ဆင်ပေးတယ်ကိုသားခင်ကတကြုံကြုံမြင်နေသောဝမ်းကိုဖြစ်ရင်အိမ်မက်ထဲမှာ မျက်စုံမရဲ့စကားများကိုကြားရောင်ပြီးပြန်နေယခုလေဖေကရှုံသွားတယ်ဒါဒီကတိုက်ဆိုင်တာပါငါထရင်မှုပြီးအဲ့လိုစိတ်ဆွဲပြီးမတောင်းအတိတ်ပဲမရှိတာတွေငါလည်းဘာတွေတွေးနေပါလိမ့်ဆိုပြီးသဘောပိုက်ခါတမင်းကိုဗိုက်ကောင်းဆက်လို့ဖေးဝိုင်းနဲ့မလန်မကန်မရှိတဲ့ဖျားတစ်ချက်ပေါ်မှာဆုံချုံပြီးတော့အိပ်ပြလိုက်ပါတယ်ကုတခင်ဟောင်းမနက်၈နာရီခန့်မှာနိုးလာခဲ့တယ်တညာလုံးနှစ်နှစ်ချိုက်ချိုက်အိပ်ဆက်ခဲ့ရပါတယ်တော်တော့ ဖဲရှုံထားလို့စိတ်ထဲမှာအုံသက်သက်ဖြစ်နေကြတယ်။ကိုတန်းထွန်းနဲ့မကြီးစိန်ကမနစာဖြစ်တခင်းတော့လေမစားဖြစ်ခဲ့ပဲတဲကိုပြန်လာခဲ့ပါတယ်။အပြန်လမ်းမှာကံပေါ်ပေါ်မှာရှိတဲ့နဆောမေနှကွင်းရှိက ဖြစ်ပြီးပြန်တော့နတ်ယုတ်ကိုတစ်ချက်ကြည့်မိတယ်။နတ်ယုတ်မှာမျက်လုံးဆုံးဟောင်းသူ့ကိုစူးရဲစွာကြည့်နေတဲ့အောင်ထင်မိတယ်။ကိုတခင်ကတပြင်းတစ်ချက်ချလို့ခက်တုတ်တုတ်လျှောက်ပြီးမိမိတဲရှိရကိုပြန်လာခဲ့ပါတယ်။တဲကိုပြန်ရောက်တဲ့ခါမှာ မျက်နာမကောင်းတဲ့ကိုတော်ခင်ရဲ့နေ့ကိုဇနီးတဲ့မတ်တင်ချစ်ကရောက်ရှိလာခဲ့တယ်။ကိုတော်ခင် ရှင်ဖဲရှုံလာရဲ့ထင်တယ်။ဟုတ်ပါတင်ချစ်ရာပါလမြပြောင်းလာပဲကွာ။ဟောကိုတော်ခင်ရဲ့လောင်းကစားဆိုတာအမြင့်တန်းတော့လေဘယ်နိုင်မှမလို့။နောက်ညတည်းရှိသေးတာပဲ။တနေ့ရှင်မနေ့ကစားခဲ့ပြီလား။စားခဲ့ဘူး။စားလည်းမစားချင်ပါဘူးဟာ။တနေ့သားနဲ့သမီးရော သူတို့ဖွားရဲ့အင်ကိုတွားကြလေရဲ့အေးအေးတွားတော်တော်နင်လည်းလှုပ်ရှားရှိတာတွားလို့တော့ဇနီးပြည်သူအနီးမှာထွက်ခွာသွားတဲ့ခါမှာကိုသခင်ကတဲဘော်ကဆင်းလို့လက်ရည်စည်းတက်ရန်အတွက်ပြင်ရပါတယ်တင်းမောင်ရေမရှိတော့လေပေါ်မှာလက်ရင်ကိုဖြုတ်ပြီးတက်သားရည်စည်းကိုပြောင်းတင်လိုက်ပါတယ်အခုရေတိုက်သွားရမှာကကြိုင်းကြီးကံကိုဖြစ်ပါတယ်နေသောမီကိုပရိုက်ခဲ့တဲ့ကိစ္စမတင်ချက်သာတိခဲ့ရင်တော့မလွယ်ပါဘူး ညောင်ကိုင်းရွာမှာနေသောမေကိုယုံကြည်ကိုးကွယ်သူများထဲမှာမတ်တင်ချစ်ကရှေ့ဆုံးကပါဝင်နေမတ်တင်ချစ်ဟာကိုသခင်ကိုချစ်တဲ့ကြောက်တဲ့ဆိုတာမှန်တော့လေဒီကိစ္စကိုတော့ခွင့်လွှတ်ဖို့မလွယ်ယုံကြည်ကိုးကွယ်မှုနဲ့သက်ဆိုင်နေသည်မဟုတ်ပါလားတူတူဆိုရသည်ရှိသောကိုသခင် သုံးညဇက်တိုက်ဖယ်ရှုံခဲ့ပါလေသူရဲ့လောင်းကစားရာသဝင်မှာဒီလောက်ထိတစ်ခါမှ မရှုံခဲ့ဘူးပါဖယ်ရှုံငွေကလည်းထုတ်ခေထိုးခါက ရန်ကွယ်ဖို့မြတ်တော်ရှိလို့တည်းလုံညာဇတ်တိုက်ရှုံးထားတော့အဲ့ဒီအတုပတဲကိုတွားကျင်စိတ်တော်မရှိတော့နဲ့စောမီရဲ့အိမ်မက်ကလည်းနားထဲမှာပဲ့တင်ရိုက်နေပါတယ်နောက်ဆုံးမှာတော့ကုသခင်ကနဲ့စောမီရဲ့အိမ်မက်ကိုယူဝမလို့ဖြစ်လာခဲ့တယ်လုံညာဇတ်တိုက်ဆိုတော့တိုက်ဆိုင်တာလည်းမဖြစ်နိုင်တော့ဒါကြောင့်ကုသခင်စူးစမ်းလို့စိတ်မြောင်းတဖွားဖွားပေါ်ပေါက်လာတယ်ရွာထဲမှာကျေဝိုင်းဘယ်နေရာရှိသလဲအသေးအံစုံစမ်းပြီးဖိရိုက်ပါတယ်ရှုံးပါတယ် ကေဝိုင်း၃လဝိုင်းခန့်ရှုံးပြီးတဲ့ခါမှာကုသခင်တခြားရွာများကိုဖဲထွက်ရိုက်ကြည့်တဲ့ခါမှာနိုင်လာခဲ့ပါတယ်။မိမိရွာမှာဖဲရိုက်ဖို့မပြောနဲ့ဖဲတွေ့ရင်တော့ထွက်ပြေးရမလို့ဖြစ်နေပါပြီ။မယုံလို့ရိုက်ကြည့်ရင် ရှုံးမွေးနဲ့သာရင်ဆိုင်ရတယ်။မိမိရွာမှာဖဲရှုံးလို့တခြားရွာမှာနိုင်နေတဲ့သူ့ရဲ့ပြည့်ရဆန်းကိုလူတွေရိပ်မိမှစိုးရိမ်လာခဲ့တယ်။အဲဒီခါနေစုံမီရဲ့ကိစ္စပေါ်သွားသည်ရှိတော့သူမချောင်းပါ ဘုဒ္ဓခင်ကဖေသမားဖြစ်တော်လေမိမိရွာကိုချစ်ပါသေးတယ်မိမိရွာမှာလည်းယခင်လို ဖေးနိုင်ကြပါလေနောက်ဆုံးဘုဒ္ဓခင်ကအဲ့ဒီစိတ်နဲ့ပဲဖေးကိုစိတ်ကုံလာခဲ့တယ်ဖေးဆိုရင်ကြည်ကျင်မြင်ကျင်စိတ်တော်မရှိတော့ငါကဖေသမားဆိုပေမဲ့အရက်ကိုတခါတည်းရမှတောက်ဖြစ်တယ်ယေသမားမဟုတ်ဘူးလို့ဂုံယူခဲ့ဘူးတယ်တကယ်တမ်းမှာဖေသမားနဲ့ယေသမားဘာမှမထူပါ မိသားစုရဲ့ဂုံသိက္ခာကိုညှို့နှွမ်းစေတယ်မိမိကိုယ်တိုင်ကိုယ်လည်း ဘသူကမှမယုံကြည်ကြပါဇနီးတက်ကမိမိကိုချင်လွန့်လို့ဘာမှမပြောတော့လဲဘယ်မိမိသားကမှမိမိရဲ့လင်းသားကိုဖိတ်သမောဖြစ်စေခြင်းမလဲတာနဲ့သမီးတွေလည်းလူပုံလေးမျက်နှာငယ်စေရတယ်ကိုတခင်ရဲ့စိတ်တွင်မှာမှန်ကန်တော်တွေများတစ်ခုပြီးတစ်ခုဝင်လာခဲ့ပါတယ်အဲ့ဒီချိန်မှစလို့ကိုတခင်ဖေးမရိုက်တော့ပါတခါတည်းရန်တောက်ဖြစ်တော့ထရင်နဲ့အရက်ကိုလည်းမှတ်တော့တော့အိမ်လို့ ရခင်လုံးပေါ်စိတ်နေထားပြီးတော့ဥပုသ်တီလာဆောင်နေတရားထိုင်နေတင်းနဲ့ရောဦးဘုန်းကြီးကျောင်းအိမ်ဦးနဲ့ကျမ်းပြင်ဖြစ်လာခဲ့ပါတယ်။ဘာသာရေးသမားဖြစ်လာသောကုသခင်ကိုတရားလုံးကအံ့ဩချီးမွမ်းကြတယ်။ဇနီးသားသမီးနဲ့မိဘဆွေမျိုးများကလည်းဝမ်းသာကုန်ယူလို့မဆုံးပါ။ဝါရင် ဖေသမားကြီးရဲ့ကျွတ်တန်းဝင်ခြင်းကို အားလုံးကအံ့ဩမြင့်တက်လို့ကုန်ယူခဲ့ကြပါတယ်။ယခုကုသခင်ဟာအဘိုးတော်ခင်ဖြစ်ခဲ့ပါပြီ။ အသက်ရွယ်အဖြစ်အသက်90တောင်ကျော်ခဲ့ပါပြီအဖိုးတော်ခင်ဟောင်းတနည်းသေးဘွားချစ်တင်တဲ့တသမီများရဲ့စံပြပုဒ်ကိုညောင်ခိုင်းတရွာလုံးကလေးစားချက်ခင်ရတော့ပါသာရေးသမားကြီးရွာဦးစည်ရဲ့ကောပကအဖွဲ့ဝင်လူကြီးတူဖြစ်နေခဲ့ပါပြီတချိန်တစ်ခါကကျေးဝိုင်းချင်းဝိုင်းအတုဘဖေးဝိုင်းတိုင်းမှာကြီးစိုးမင်းမူနေခဲ့တော့ဖေးသမားကြီးကုသခင်ကိုတရွာလုံးမိပြောင်နေခဲ့ပါပြီအဖိုးတော်ခင်ဟောင်းတခါတည်းရန် ိုက်ဆိုင်တဲ့အခါတိုင်းနက်စောမေရဲ့အိမ်မက်ကိုတတိယမိတယ်။နက်စောမေဆိုတော့အပြူကြီးကန်ဆောင်တဲ့ကိုအထွေပဲကျေးဇူးတင်မိတယ်။ဒီမှာကြောင့်သူ့ရဲ့ဘဝဟာဖေးသမားဘဝမှာကျွတ်တန်းဝင်ခဲ့ခြင်းမဟုတ်ပါလား။အဘိုးတော်ခင်မြမစကားပေါ်တစ်ခုကိုလည်းတတိယမိပါသေးတယ်။ပါတဲ့နက်နဲ့နကားမှတ်လေစားနေတဲ့ဆိုင်သူဟုတ်ကဲ့ဆိုင်သူဆရာကြီးကိုလည်းအထွေပဲကျေးဇူးတင်ပါတယ်။ စေဝန်သာဝေတတိတံဝေကရဝေယဒိဋ္ဌိယံဘူဖြည့်ရမဇလန်ကောင်းလေးကိုဘောင်းမီခေါ်တာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပိနားစင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟိုရာ channel လေးကနေထူးခြားဆန်းကျေလိုဝါဆန်းကျေဒေရရင်ဘူပရာလောကကံပြီးရရမတန်ဘူကင်းဖြစ်ရမန်ဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။